နမဲကြီးမင်းသမီးတွေကိုကြော်တက်ကချက်ချက်မူဦးလို့ကြညာပြီးမှဖြစ်လာခဲ့တဲ့ခေခေရအနုပညာလုံးတွေကိုအသက်16နှစ်ဝန်းကျင်လောက်ကလုပ်ခဲ့ပြီးအိမ်ထောင်ကျွားတော်လို့ဝေးကွာနေကြတာပါအသက်15နှစ်ကျော်ကလေးကပိဒရီရဲ့စိတ်ဝင်စားတာခင်ခဲ့ရတဲ့ခေကအိမ်တော်မကြရင်အများကြီးအောင်မြင်နေမှာပါနိုင်ငံခြားမှာ10နှစ်ကြာနေထိုင်ခဲ့ပြီးမှပြီးခဲ့တဲ့လကမှမြန်မာနိုင်ငံကိုပြန်လာခဲ့တာပါဒီတစ်ခါပြန်လာခဲ့တာကအပြေးနေဖို့ပြန်လာတာဖြစ်ပြီးအနုပညာလုံးတွေကိုချက်ချင်းလုပ်ခဲ့ရပါတယ် နိုင်ငံခြားနေပြန်ရောက်ပြီးနောက်နေ့မှာကျညာရီတန်းစီရိုက်နေရတဲ့အတွက်အားလုံးကလည်းအားအသင့်နေကြရပါပြန်ရောက်ခြင်းမို့ကျညာရီရိုက်နေရတာပါလို့တချို့ကလည်းထင်ကြပါတယ်တကယ်တမ်းမှာတော့ကေယာကျညာဘူအတွက်လုပ်ငန်းရှင်တွေရဲ့မျက်စိချခြင်းကိုခံနေရတာဖြစ်ပါတယ်သူအနေနဲ့ကျညာရီကိုစက်တိုင်ရိုက်နေရတော့မို့လောဘကိုမအားမလဲဖြစ်နေရပါကေတရုတ်ဆောင်ပြရတဲ့ကျညာရီခက်တဲ့သေးတွေမဟုတ်ပဲနမဲကြီးစိန်ရှင်ရတနာဆိုင်တွေအတွက်တရုတ်ဆောင်ပြရတာပါ ပြီးခဲ့တဲ့ရက်တုန်းကဆိုရင်လေကေကာအင်ဒရာကျော်စင်မိုးဝေကိုရင်းနဲ့အကျူစိန်ရွှေရတနာဆိုင်ဂျူညာလီတခုကိုကျွဲဖက်တရားဆောင်ခဲ့ရပါအင်ဒရာကျော်စင်နဲ့မိုးဟီကိုရူကနမေကြီးတိတိကျဲမင်းသမီးဖြစ်တော်မူခေယအငယ်လေးနေနဲ့တရားဆောင်ခဲ့ရပါမင်းသမီးကြီးတွေနဲ့တရားဆောင်ရချိန်မှာခေယအလားရော့နေရမျိုးမရှိပဲရင်ပေါင်ကျန်းကလာပါနေရဖြစ်ပါတယ်ဒါကြောင့်မို့လဲလူများကကေယာနုဘယာလောကမှာအောင်မြင်လာနိုင်တယ်လို့ခံမှန်းနေကြတာပါ။အင်ဒရာကျော်စင်တို့လိုနာမည်ကြီးဖြစ်လာလိမ့်မယ်လို့ကြိုတင်ခံမှန်းနေကြပါပြီ။ ဒါပြင်ခေတ်ဟာကျွန်ညာလောကရဲ့ဘေးမှာတဆူလို့လဲတမတ်ခံနေရပါပြီ။တကိတခါတုန်းကကျွန်ညာလောကမှာတတမှုအတယောက်တည်းကသာစမ်းထားခဲ့တာပါ။တခြားမင်းသမီးတွေလည်းတရားဆောင်ချပေမဲ့တတမှုရဲ့အစံကတော့ဘသူကမှမမီပါဘူး။ဗိုက်တရီကတတမှုရဲ့ကျွန်ညာကိုဇလန်ကျွဲကြည့်တယ်လို့စောက်ကြည့်ခဲ့တာဖြစ်ပါတယ်။ဒီလိုဆန်ချင်းကိုတခြားမင်းသမီးတွေကမမီခဲ့ပေမဲ့ခေဖြစ်တဲ့ရုံးဝတ်တေလင်မှုကမီတော့မယ်လို့ထင်နေကြဖြစ်ပါတယ်။ ကုဒလာဒင်းမတင်ကျညာပေါင်း30လောက်ကိုရိုက်ပြီးနေရမို့တော်ရုံစကေးမဟုတ်ပါဘူးကျညာလည်းရိုက်ရသလိုဖိုတိုရှုတင်လည်းအဆက်မပြတ်ကိုရိုက်နေရဖြစ်ပါတယ်ဒါကြောင့်မို့ခင်ဟာအောင်မြင်တဲ့ကျညာမင်းသမီးဖြစ်လာတော့မယ်လို့လူများစီကနေချီးကျူးခံနေရတာပါခင်ဟာမင်းသမီးတယောက်နဲ့အညီလာဘကျော်ရှင်တဲ့အတွက်မင်းသမီးအနေနဲ့ဆွေးနွေးအောင်မြင်ပါပါလက်ရှိမှာတော့ကျညာရီနဲ့တင်မအားတဲ့အတွက်နောက်မှသာစကားရရဖြစ်မှာပါမင်းသမီးလောက်ဖို့အတွက်လာကန်လန်းကြပါမယ်အဆင်တင်မဖြစ်သေးတဲ့အကြောင်းပြောကညင်ထတာဖြစ်ပါတယ် ခေယာမင်းသမီးလုံးရင်လေဒေချာတယောဆောင်တမတာလုံးချင်တာပါသူ့အနေနဲ့ကြားရီမှာအပြီဆိုရင်တယောဆောင်တနန်းတွေလည်းတက်သွားမှဖြစ်တယ်လို့ရင်မိုးကလည်းအနီးကပ်တင်ကြပြီးမှာပါရင်မိုးကတော့ခေယောမင်းသမီးအနေနဲ့သာမြင်ချင်တာပါကျညာရီရိုက်တာကျဲစကားရီရိုက်တာသာမြင်ချင်တယ်လို့ပြောထားတာဖြစ်ပါတယ်ခေယာရွှေပူးစာရုပ်ရှင်စကားတကားသာတယောဆောင်ပူတာပါအဆိုပါရုပ်ရှင်မှာအဓိကမင်းသမီးနေရာကနေမဟုတ်ပဲဇေယလောင်းအနေနဲ့သာတယောဆောင်ထားတာဖြစ်ပါတယ်အင်တာအစောပြုခဲ့ပြီးမြဲအခုလိုဘဝကို တက်မဲ့အောင်ပြန်လုံနိုင်ခဲ့တဲ့အတွက်လည်းအားလုံးကကြည်ကျူးနေကြတာဖြစ်ပါတယ်။ခေယခုလရှိမှာအသက်25ဝန်းကျင်သာရှိသေးတာမို့လာသေးကြေကလူငယ်လေးတယောက်လိုအလားပါဆုံးဖြစ်နေရပါခေယကျညာလောကရဲ့ဘီမတဆူအဖြစ်တက်တက်မှုဦးပေါ့ဆလို့မြင်မိပါသလားပြောပြီးခဲ့ပါအောင်ရှင်ကြည့်ရှုအားပေးမှုတက်လည်းကျေးဇူးများတင်ပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။ဒေါက်တာလေပရိတ်တွေတဲ့စေဝန်စာဝေယားစေနုပညာရှင်တရင်ချာမြတ်ကိုတင်ဆက်ပေးဖို့မှာဖြစ်လို့အတိတ်တော်အကြောင်းအရာတင်နိုင်လို့တန်သိရှင်းနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။